ဖုန်းတွေရဲ့အရွယ်စားတဖြည်းဖြည်းကြီးလာတဲ့အခါကျတော့ကျွန်တော်တို့တက်ဘလက်တွေကလည်းတဖြည်းဖြည်းအော်တိုလိုက်ပြီးတော့ကြီးပေးလာတယ်။အဲ့အတွက်လည်းကျွန်တော်အရင်ကလိုမျိုးကွန်ပတ်ဖြစ်တဲ့ တက်ဘလက်လေးကင်ကျင်နေဆိုရင်ရေကွက်ထဲမှာရွေးချယ်ရခက်လာတာအမှန်ပဲဒီထဲမှာမှကျွန်တော်ဒီနေ့ review လုပ်ပေးမယ် Redmi ရဲ့ keyboard ဆိုရင်မြန်မာနိုင်ငံမှာလူကြိုက်များတဲ့ single ထည့်သုံးလို့မရတာကတွင်ကျန်တဲ့နေရာတော်တော်များများမှာသုံးလို့အဆင်ပြေတဲ့ tablet တစ်ခုဆိုရင်မမအောင်ဒီနေ့ video အတွက်ကိုတော့ champion မှမကွဲကနေပြီးကူညီပံ့ပိုးပေးထားတာပါမှမကွဲကောင်းကောင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ဖုန်းရဲ့မှန်ကိုအလွယ်တကူမကွဲတော့အောင်ကာကွယ်ပေးနိုင်ရမယ့်အပြင်ပေါ်မှာပို့လိုက်တိုင်းမှာလည်းချောမွေ့နေစေဖို့ကအရေးကြီးပါတယ်မှမကွဲကတ်တော့မယ်ဆိုရင်ဒီရေချင်းနေနဲ့ပြည်စုံတဲ့ champion မှမကွဲကိုရွေးချယ်မိဖို့တော့လိုမယ်နော်အဲ့တော့အရင်ဆုံးဈေး တို့လေးနဲ့ပဲဆားလိုက်အောင်၁၈ဒိန်ဝန်းကျင်လောက်ထိရှိလိမ့်မယ်လို့သိရတယ်။ run နေ run နေပုံမူတည်ပြီးတော့အပြောင်းလဲနည်းနည်းပါးပါတော့ရှိမှာပေါ့နော်။ဆိုတော့ကျွန်တော်၁၈ဒိန်ဝန်းကျင်ပေးလိုက်ရပြီ။အဲ့ကနေဘာတွေပြင်ရမလဲဆိုတော့ခက်သေးသေးခက်ကြစ်ကြစ်ကိုမှ8.8 inches အရွယ် IPS LCD display high refresh အနေနဲ့ဆိုရင် 165Hz ပါလာမယ်။ resolution က 3K resolution တွေရှိရဲ့အပြင်ပေါ်မှာ Redmi ရဲ့ထုံးစံတိုင်းပဲကျွန်တော် performance ပိုင်းအတွက်မှာ Dimensity 9400 Plus လိုမျိုးချစ်ကိုသုံးပေးလာတယ်။ battery က 7500mAh ဒါကိုအပြည့်အဝက67ဝက်နဲ့အပြည့်အဝလို့ရမယ်။ဆိုတော့ဒါနဲ့စကားမဆက်ဒီ Redmi ရဲ့ keyboard ကကျွန်တော် global version အနေနဲ့ဆိုရင် Xiaomi Pad Mini အနေနဲ့ထွက်လာပြီဆိုတော့ကိုကဒီ Redmi keyboard ကြီးဝယ်လိုက်တယ်ပြီးတော့ global ROM ပြောင်းသုံးမယ်ပါ냐ဆိုတဲ့သူတွေအတွက်လည်းအဆင်ပြေသွားလိမ့်မယ်။ အဲ့တော့ကျွန်တော်ကြိုက်တဲ့အချက်တွေနဲ့ပဲစလိုက်အောင်သူ့ရဲ့အရွယ်အစား8.8 inch ဆိုပေမဲ့ tablet တွေထဲမှာတကယ်ကို portable ဖြစ်တဲ့ tablet ထဲမှာပါတယ် ဘယ်လောက်ထိ portable ဖြစ်လဲဆိုတော့တောင်းတန်းကိုကျွန်တော်ဘောင်းမီအိတ်ကခက်ကြီးကြီးဝတ်ထားတဲ့အခါမျိုးမှာဆိုရင်ဘောင်းမီအိတ်ထဲမှာထည့်ပြီးတော့တည်သွားလို့ရလောက်တဲ့အထည်ကိုသူက mobility တော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးတည်သွားလို့အဲ portable ကောင်းတာပဲလားဆိုရင်တော့လည်းမဟုတ်ဘူးလက်မှာကင်ထားပြီးတော့ကျွန်တော်စာဖတ်နေတဲ့အချိန်နေဂိမ်းဆော့နေတဲ့အချိန်နေနောက်ပြီးတော့ကျွန်တော်ရုပ်ရှင်ကြည့်နေတဲ့အချိန်နေမှာဘာသူကပေါ့ပေါ့ပါပါနဲ့တော်တော်လေးကင်ရတာအဆင်ပြေရဲ့ဗျာကျွန်တော်ကတော့ iPad Pro 12.9 inch ကြီးကင်နေလို့လားမသိဘူးဒီလိုမျိုး8.9 inch အရွယ် tablet လေးပြန်ကင်လိုက်ရတဲ့အခါကျတော့ဟိုသူ့ရဲ့ကွန်ဘက်ဖြစ်တဲ့ဟာက300တော်တော် ော်လေးကိုအရသာရှိတယ်။နောက်တစ်ချက်က display ုံမှန်အဖြစ်တော့ကျွန်တော် IPS LCD ဖြစ်နေတဲ့အတွက်မကြိုက်တဲ့သူတွေလည်းရှီကောင်းရှိလိမ့်မယ်လို့ထင်တယ်။အဲဒီလိုမကြိုက်တဲ့သူတွေလည်းတွားပြီးတော့အပြစ်ပြောလို့မရဘူး။ကျွန်တော်ကိုယ်တိုင်လည်း Samsung ကြီးရဲ့အခါမှာသူ့ရဲ့ panel quality ကတော်တော်လေးကောင်းတယ်ဆိုပေမဲ့အကျွန်တော် OLED တွေ AMOLED တွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ color vivid ဖြစ်တဲ့ဘက်မှာနည်းနည်းလေးတော့ညော့နေတာတော့အမှန်ပဲ။ဒါပေမဲ့ဒီ Redmi K ဘက်ကကျွန်တော် gaming ဘက်ကိုအသားပေးထားတာဖြစ်တဲ့အတွက် IPS LCD သုံးပြီးတော့1.5 Hz ထည့်လိုက်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ထင်တယ်။ဆိုတော့သူ့ရဲ့ display ကကျွန်တော်မျက်လုံးအရသာအရန်ခံပြီးကြည့်တတ်တဲ့သူမဟုတ်ဘူးဆိုရင်တော့လေ 3K resolution ပါညာ ရှိတာနဲ့ကသွားပြီးတော့အဆင်ပြေတဲ့အထက်မှာတော့ပါပါသေးတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒီ resolution နဲ့ဆိုင်ရင်သူ့ရဲ့ဒီ display ratio လေးကိုကြိုက်တာပေါ့နော်ကျွန်တော်ဒီလိုမျိုးထောင်ပြီးတော့တုံးတဲ့အခါမျိုးတွေမှာစာဖတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် social media တုံးတာပဲဖြစ်ဖြစ်အဆင်ပြေသလိုကျွန်တော်ဒီလိုမျိုး လန်စကိတ်အနေထားနဲ့တုံးတဲ့အခါမှာလည်းသူက success rate ဆိုတဲ့ ratio ဖြစ်သွားတဲ့အတွက် YouTube video ကိုကြည့်ရပဲဖြစ်ဖြစ်ကျွန်တော်ပုံမှန်တခြားဗီဒီယိုကြည့်ရပဲဖြစ်ဖြစ်အပေါ် black bar သေးသေးလေးပဲရှိရော်ဗျာဆိုတော့အဲ့ ratio လေးကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်နောက်တစ်ခုက performance ဒီ tablet ဆောက်ထွက်တဲ့အချိန်တုန်းက media တက်ခဲ့အမြင့်ဆုံးဖြစ်တဲ့ dimensity 9000ဖွင့်အတွက် plus လို့မျိုး chip ကိုသုံးပေးလာတယ်အခုလက်ရှိနောက်ဆုံးထွက်တာရဲ့ dimensity 9000ဖွင့်အတွက်တဆင့်နှိမ့်တဲ့ chip ဆိုပေမဲ့လည်း raw performance အရဆိုရင်တော့သူက antutu မှာ25သိန်းကျော်ထိရမယ်ဒီ basic မှာ single core က2483နဲ့ multi core က9400 161ထိရမယ်။အဲအောင်မှာကျွန်တော် 3D Mac မှာဆိုရင်လည်း Best Loose ကို97.8%တက်တယ်ဆိုတော့ Flashless SoC တုံးထားတဲ့ tablet တစ်လုံးပေါ့နော် device တစ်ခုအနေနဲ့ဆိုရင်သူ့ရဲ့ Best Loose ကိုကတော်တော်ကြီးကိုကောင်းတဲ့အထက်မှာပါတယ်။အဲအပြင်မှာကျွန်တော်မိနစ်30ဒီ stress test ကြီးကိုတိုင်းပြီးတဲ့အချိန်မှာသူ့ရဲ့ temperature က40 degree Celsius ကြီးပဲအမြင့်ဆုံးတက်တယ်ဆိုတော့ thermal control ကလည်းကောင်းတယ်။ဆိုတော့ဒီ tablet က အော်ဂိမ်းတွေဘာတွေအတွက်ဆိုရင်တော့ဘာမှတော့စိတ်ပူစရာမလိုတဲ့အနေအထားမျိုးဗျာအဲ့အောင်မှာကိုကဂိမ်းတွေကိုပဲဒီ Android ဂိမ်းတွေကိုပဲဆော့ရတာအမရသေးဘူး emulator ဘာညာထိတက်ဆော့မယ်ဆိုရင်လည်းအဆင်ပြေအထက်မှာပါတယ်ဂိမ်းဆက်တင်နေအနေနဲ့ဆိုရင်ကျွန်တော် mobile legend မှာ frame rate ကို attractive ထားဆော့မယ်ဆိုလို့ရှိရင်အဲ resolution မှာ HDD ထားဆော့လို့ရမယ်ပေါ့နော်အဲ့အောင်မှာကျွန်တော် PUBG မှာအဲ super smooth graphic ကိုဆင်းဆော့မယ်ဆိုလို့ရှိရင် ultra h20 ထိဆော့လို့ရတယ်လို့ကျွန်တော်အမြင့်ဆုံး graphic ဖြစ်တဲ့ ultra hd ကထားဆော့မယ်ဆိုရင်လည်း frame rate ကို attractive ဆော့လို့ရမယ်ဆိုတော့ gaming နဲ့ပတ်သက်ရင်တော့ဒီ tablet က ဘာမှစဉ်းစားမနေနဲ့မျက်စိမိတ်ပြီးသားဝယ်လိုက်သူ့ရဲ့ site တွေအရွယ်စားတွေကြိုက်တယ်ဆိုရင်လုံးဝ very good ပဲဆိုတော့နောက်ဆုံးသဘောကျတဲ့အချက်ကိုပြောဖို့အချိန်ရောက်လာပြီအဲ့ဒါဘာလဲဆိုတော့ battery ပေါ့နော်သူ့မှာပါလာတဲ့7500 mAh တကယ်တော့ကြည့်မယ်ဆိုရင်ပြ7500 mAh ဆိုတာကဟိုအရင်တော့တော့အရင်များတဲ့ပမာဏတခုပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်း battery တွေကဟိုဖုန်းတွေမှာသုံးပေးထားတဲ့ silicon carbon battery ပါညာဖြစ်လာတဲ့အခါကျတော့7500 mAh ဆိုတာအရင်များတဲ့ပမာဏတခုလို့တော့သတ်မှတ်လို့တော့မရတော့ဘူးဒါပေမဲ့ဒီ Redmi K-Pad က ျွန်တော်စမ်းကြည့်ရတော့ဆိုရင်တော့အာခန့်တဲ့အထက်မှာပါတယ်ဒါကလည်းသူ့မှာသုံးပေးထားတဲ့ damage ရှိနိုင်တော့တဲ့ point plus ကဲ efficient ဖြစ်တာကြောင့်လည်းဖြစ်လိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် on subscribe တိုင်းကို gain ဆိုတာရော benchmark တိုင်းတာပါအပါအဝင်မှာ7နိုင်ရနေပြီးတော့9နိုင်တခါလေ9နိုင်ကျော်ရဲ့အထိရတယ်ဆိုတော့ မဆိုးဘူးပေါ့နော် tablet တစ်လုံးအနေနဲ့ဒီ8.1 inches အရွယ်အစားလေးနဲ့ဆိုရင်တော့လေဒါ battery ပမာဏတော်တော်လေးအခန့်တဲ့ tablet လို့ပြောလို့ရတယ်။နောက်မှအားပြတ်သွင်းမယ်ဆိုရင်သူက67 watt နဲ့0 to 50%ကို30မိနစ်လောက်ထိကြာတယ်။တကယ်လို့100%ထိသွင်းမယ်ဆိုရင်တော့တနင်္ဂနွေတော်တော်လောက်ထိတော့သွားကြာလိမ့်မယ်။ဆိုတော့ကျွန်တော်သဘောကျတယ်ပြောပြီးပြီဆိုတော့တိတ်အားမရတယ်ပြောဖို့အချိန်ရောက်လာပြီပေါ့နော်။အဲထုံးစံအတိုင်းပဲ Xiaomi ရဲ့ tablet ကိုမှ China version ဖြစ်နေတဲ့အတွက်ကျွန်တော် note နောက်ကြာမျိုးလေးရှိမယ်။တစ်ခါလေးကြာရင်လည်းကျွန်တော် software ရဲ့ဘာညာအသက်ပါဒီ update install လုပ်လိုက်ပြီဆိုလို့ရှိရင်လည်းတရုပ်စာရင်းနဲ့ဘာရွေးလို့ရွေးရမယ်မသိရမျိုးလေး ရှိတယ်နောက်တစ်ချက်ကကျွန်တော် AI နဲ့ပတ်သက်လာရင်သူက China version ဖြစ်နေတဲ့အတွက်ကျွန်တော် Xiaomi ရဲ့ Hyper AI ကိုတုံးလို့မရဘူးအဲဒီစာတရုတ်နိုင်ငံအတွင်းမှာပဲတုံးတယ် Xiaomi AI ကိုပဲတုံးလို့ရတာပေါ့နော်အဲ့အလေးကတော့ကျွန်တော်သိအားများအခြေထက်မှာထည့်ထားလို့ရတယ်အဲ့အပြင်မှာကျွန်တော်ခုနကပြောနေမျိုးပေါ့နော်ဒီ tablet က sync ကတာထည့်ပြီးတုံးလို့ရမယ်ဆိုရင်တော့လေတန်းပြီးတော့ဝယ်လိုက်လို့ကျွန်တော်ညှိုးပေးလို့ရလောက်တဲ့အထိကိုအဆင်ပြေတယ် ဒါပေမဲ့တခုတတိထားမှာဒီတက်ဘလက်ကကျွန်တော်ဂိမ်းဆော့ရတာတို့ entertainment ဘိုင်းတို့အတွက်ကျွန်တော်ညှုံးပေးနေတယ်ဆိုပေမဲ့သူကအလုံးလုံးဖို့အတွက်ဆိုရင်တော့လေအရင်အစဉ်ပြေတက်ဘလက်ထဲမှာမပေါဘူးတက်ဘလက်ထဲမှာမပေါဘူးဆိုတာခုနပြောဆို software ကြောင့်တော့မဟုတ်ဘူးသူက multi tasking သုံးဖို့အတွက်3 dot ဘာညာလေးလုပ်ပေးထားတာလေးတွေကမိုက်တယ်ဗျာဒါပေမဲ့သူ့ရဲ့အရွယ်အစားလေးမှာကျွန်တော်တို့ screen ဘယ်လိုပြောမလဲ app နှစ်ခုတကင်တယ် multi window သုံးတာဘာညာကြတော့အရင်ဖုန်းတစ်လုံးနဲ့ရှင်လိုက်မှဆိုရင်ကွာနေလို့မခံစားတော့ဘူးပေါ့နော်ဆိုတော့အလုံးလုံးဖို့အတွက်ဆိုရင်တော့လေကျွန်တော်ကဒီတက်ဘလက်ကိုအရင်တော့အာမပေးဘူးဆိုလို့ကျွန်တော် word to a0 powerpoint တို့ဘာညာသုံးမယ်ဆို င်တော့လည်းဒီ debt block ကတိတ်အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါလည်းသူ့ရဲ့အရွယ်အစားကြောင့်ကျွန်တော်အဆင်မပြေဘူးလို့ပြောလိုက်တာဆိုတော့တခြားပုံမှန်အနေထားအတိုင်းပဲရှိရည်ဆိုရင်တော့လေ Xiaomi ရဲ့ကျွန်တော် focus band ကို support လုပ်ပေးထားတာလေးကမစိုးဘူးကျွန်တော်တို့တကယ်လို့ဒီ bluetooth ပညာပုံဆွဲဝါနာပါတဲ့သူတွေအတွက်လည်းဒါလေးကတော့သွားအဆင်ပြေတယ်နောက်ပြီးတော့ audio stereo speaker ပဲဆိုပေမဲ့လည်းအတန်ထွက်ကိုဘယ်လိုပြောမလဲအရင်တိုးနေရည်လည်းမရှိဘူးအတန်ထွက်လည်းကျယ်တယ်အတန်ထွက် quality ကလည်း အရင်ကြီးအကောင်းကြီးမဟုတ်ပင်မပြမစိုးတဲ့အနေထားထဲမှာပါတယ်အဲ့လိုမျိုးပဲတက်ဘလက်တွေထဲမှာထူးထူးခြားခြားဟပ်ပစ်လဲကောင်းတဲ့အထက်မှာပါပါသေးတယ်ဆိုတော့ဒီ Redmi K ပဲအကြောင်းကတော့ဒီလောက်ပဲအဲဒီတက်ဘလက်ရဲ့သွားထားတဲ့တက်ကကရှင်းနေပြကျွန်တော်တို့ဂိမ်းဆော့မယ် entertainment ပိုင်းအတွက်သုံးမယ်ဆိုလို့ရှိရင်တော့လေကျွန်တော်ကဝဲမတအူသဘောတူတယ်ဒါမှမဟုတ်ကွာအလုတ်ဘာညာအတွက်သုံးချင်တယ် UI UX experience ကောင်းကောင်းလေးလေးလိုချင်တယ်ဆိုရင်တော့လေတခြားတက်ဘလက်တွေထည့်ရပဲရွေးပါလို့ပြောရင်အဆုံး DJ ပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ